အနောက်ကဘာကလူတွေကအမေခန့်စစ်ပွဲလို့ရည်ညွှန်းလေးရှိကြတဲ့ကိုရီးယားစစ်ပွဲဟာ1950ခုနှစ်ဇွန်လ25ရက်နေ့မှာမြောက်ကိုရီးယားတပ်တွေကနှစ်နိုင်ငံပိုင်းခြားထားတဲ့နေဆက်မြင်းကိုဖျက်ကျော်ပြီးတောင်ကိုရီးယားကိုကျူးကျော်တိုက်ခိုက်ရာကနေစတင်ဖြစ်ပွားခဲ့ပါတယ်။1953ခုနှစ်ဇူလိုင်လ18ရက်မှာ တောင်ကိုရီးယားမြောက်ကိုရီးယားတရုတ်နဲ့အမေရိကန်ဦးဆောင်တဲ့ကုလတပ်ပေါင်းစုဟာ38မြင်းပြိုင်နီးမှာရှိတဲ့ပမွန်ချုံမှာအပြစ်ခက်ရစဲရေးစာချုပ်ချုပ်ဆိုပြီး၃နှစ်ကြာစစ်ပွဲပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့တရားဝင်စစ်ပြေငင်းရေးစာချုပ်မချုပ်ဆိုရသေးတဲ့အတွက်နှစ်နိုင်ငံဟာစစ်ဖြစ်နေစေကာလမှသာရှိသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။စစ်ပွဲကာလအတွင်းမှာအမေရိကန်စစ်သား၃000ခွဲအပါအဝင်စစ်တေတန်းကျော်အသက်ဆုံးရှုံးခဲ့ပြီး အရက်သားနှစ်တန်းကနေသုံးတန်းအထိအသက်ဆုံးရှုံးခဲ့ကြလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ကိုရီးယားကျွန်းဆွယ်ဟာဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားတည်ရှိပြီးအရှေ့အာရှကုန်းမကြီးကနေခွဲထွက်လာတဲ့တောင်ထူထက်တဲ့ကျွန်းဆွယ်တစ်ခုဖြစ်ပါတယ်။အနောက်ဘက်မှာပင်လယ်ဝါတောင်ဘက်မှာကိုရီးယားရေလက်ကြားနဲ့အရှေ့ဘက်မှာဂျပန်ပင်လယ်တို့ရှိပြီးအနောက်မြောက်ဘက်မှာတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိဆက်နေပါတယ်။ ရုရှားနိုင်ငံနဲ့လည်းမိုင်အနှဲငယ်ထိစပ်နေပါတယ်။ကိုရီးယားနိုင်ငံနဲ့တရုတ်နိုင်ငံကို တူမှန်မြစ်နဲ့ယာလူးမြစ်တို့ကပိုင်းခြားထားပါတယ်။၁၉ရာစုမှာကိုရီးယားဟာတကားပိတ်ဝါရကျင့်သုံးတဲ့ဘရင်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပြီးနယ်ချဲ့ဝါရကျင့်သုံးလာတဲ့အိန္ဒိယချင်းဂျပန်နိုင်ငံရဲ့ဩဇာအောက်ကိုတဖြည်းဖြည်းသက်ဆင်းရောက်ရှိလာရာကနေနောက်ဆုံးမှာတော့ကိုရီးယားရဲ့အချုပ်အခြာအာဏာကိုပါဂျပန်အင်ပါယာကလွှဲပြောင်းယူခဲ့ပါတယ်။ 1930မှာ ကိုရီးယားဘရင်ဟာကိုရီးယားနိုင်ငံ၏ဧကရစ်မင်းမြတ်သည်ဂျပန်နိုင်ငံ၏ဧကရစ်မင်းမြတ်ထံသို့ကိုရီးယားနိုင်ငံတဝန်းလုံးအပေါ်စိုးစံအုပ်ချုပ်မှုဆိုင်ရာအချုပ်အခြာအာဏာပိုင်ခွင့်အားလုံးကိုလုံးဝနှင့်အမြဲထာဝရလွှဲပြောင်းပေးအပ်လိုက်သည်လို့ဂျပန်အလိုကျရေးထားတဲ့စာချုပ်မှာလက်မှတ်ရေးထိုးပေးလိုက်ရပြီးကိုရီးယားရဲ့အချုပ်အခြာအာဏာကိုဂျပန်ထံဆွံ့လွှတ်ခဲ့ရပါတယ် အဲ့ဒီအချိန်ကစလို့ဂျပန်လက်အောက်ကလွမြောက်ဖို့ကိုရီးယားမျိုးသားရေးလှုပ်ရှားမှုတွေတောက်လျှောက်ရှိခဲ့ပြီးဂျပန်တို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေကြောင့်အမျိုးသားရေးလှုပ်ရှားသူအများစုဟာပြည်တွင်းမှာအခြေမဆိုင်နိုင်ကြပဲပြည်ပကသာလှုပ်ရှားနိုင်ကြပါတယ်1920မှာအမေရိကန်မှာနေထိုင်တဲ့စစ်မှန်ရေးကိုသမရအဖြစ်တင်မြောက်ပြီးကိုရီးယားဝေးရောက်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီအဝေးရောက်အစိုးရအဖွဲ့ကိုဘသူကမှဆေးဖို့ကြောဖို့မလုပ်ခဲ့ကြပါဘူး။အဲ့ဒီအဝေးရောက်အစိုးရအဖွဲ့ဟာနိုင်ငံတကာအသိအမှတ်ပြုမှုမရခဲ့ပါဘူး။အဲ့ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာတဲ့အခါကိုရီးယားလူမျိုးရေးအတွက်ကွန်မြူနစ်တွေကတရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်ခဲ့ကြသလိုအမျိုးသားရေးဝါဒီတွေကလည်းတရုတ်ပြည်ကိုအုပ်ချုပ်နေတဲ့ချန်ကီရှိရဲ့ကွန်မင်တန်အစိုးရနဲ့ဆက်သွယ်မိကြပါတယ်။ကွန်မင်တန်ကြောထောင်းနောက်ခံပေးမှုနဲ့ကိုရီးယားယာယီအစိုးရအဖွဲ့က ကိုရီးယားလွတ်မြောက်ရေးတပ်မတော် KAA ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး KAA ဟာဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်စစ်ဆင်ရေးမှာမဟာမိတ်တွေဘက်ကဝင်တိုက်ပေးခဲ့ကြပါတယ်။ KAA စွန်ကောင်းဆောင်နဲ့ကိုရီးယားကွန်မြူနစ်တွေကလည်းမန်ချူရီးယားနယ်ဘက်ကတရုတ်ကွန်မြူနစ်ပါတီရဲ့ဂျပန်ဒေါ်လန်ရေးမှာတဒက်တအားဝင်ကူပေးခဲ့ကြပါတယ်။ 1943ခုနှစ်မှာပြုလုပ်တဲ့ကန်ယိုနီလာခံမှာအမေရိကန်ပြည်တိန်နဲ့တရုတ်ကောင်းဆောင်တွေတွေ့ဆုံပြီးစစ်ကြီးပြီးတဲ့အခါမှာကိုရီးယားကိုအနောက်ဖွဲ့ကင်းပြီးလွတ်လပ်တဲ့နိုင်ငံဖြစ်လာစေဖို့ကတိကဝတ်ပြုခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးကန်နီယောလာတာမှာလုပ်တဲ့ကြီးသုံးကြီးတွေ့ဆုံပွဲမှာလည်းဆိုဗီယက်ကောင်းဆောင်စတာလင်ကကိုရီးယားကိုလွတ်လပ်တဲ့နိုင်ငံဖြစ်စေဖို့သူ့မဟာမိတ်တွေရဲ့အစီအစဉ်ကိုသဘောတူခဲ့ပါတယ်။ အမေရိကန်တွေက ကိုရီးယားကိုတိတ်ဆိတ်မဝင်စားလာပေမဲ့ဆိုဗီယက်တို့ကကိုရီးယားကျွန်းဆွယ်ရဲ့မဟာဗျူဟာအချက်ချာကြလာနိုင်မှုကိုကောင်းကောင်းသဘောပေါက်ပါတယ်။ဂျပန်စစ်ရှုံးဖို့တေချာသလောက်ဖြစ်နေတဲ့အချိန်မှာဆိုဗီယက်ကဂျပန်ကိုစစ်ကြေညာလိုက်ပါတယ်။စစ်ကြေညာပြီးတာနဲ့မန်ချူရီးယားဒေသကို ဆိုဗီယက်တပ်တွေ ဝင်ရောက်လာပါတယ်။ဂျပန်လက်နက်မချခင်အချိန်ကြိုက်ပဲဩဂုတ်လ10ရက်နေ့မှာကိုရီးယားကို ဆိုဗီယက်တပ်တွေရောက်ရှိလာပါတယ်။ အဲ့ဒီအခါမှာအမေရိကန်ကမြက်ကလူးစံပြဖြစ်ပြီးဆိုဗီယက်တပ်တွေကို38မြင်းပြိုင်မြောက်ဖက်မှာပဲနေဖို့တောင်ပိုင်းကိုသူတို့အမေရိကန်တွေထိမ့်မယ်ဆိုပြီးပြောပါတယ်။အဲ့ဒါကို ဆိုဗီယက်ခေါင်းဆောင်စတာလင်ကလည်းသဘောတူခဲ့ပြီးသူ့တပ်တွေကို38မြင်းပြိုင်မှာပဲရပ်တန့်စေခဲ့ပါတယ်။ကိုရီးယားမြောက်ပိုင်းကိုဆိုဗီယက်ပြည်ထောင်စုကထိန်းချုပ်ခဲ့ပြီးဆိုမျိုးတော်ပါဝင်တဲ့တောင်ပိုင်းကိုအမေရိကန်တို့ကထိန်းချုပ်ခဲ့ကြပါတယ်။ အမေရိကန်ဟာသူသိမ်းပိုက်ခဲ့တဲ့တောင်ကိုရီးယားကိုစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ပြီးဗိုလ်ချုပ်ကြီးဂျွန်အာဟော့ကိုစစ်အုပ်ချုပ်ရေးမှုအဖြစ်ခန့်ထားခဲ့ပါတယ်။အမေရိကန်နဲ့ဆိုဗီယက်တို့ဟာကိုရီးယားကိုတပေါင်းတစည်းတည်း၅နှစ်အတွင်းလွတ်လပ်ရေးပေးဖို့သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့ကိုရီးယားပြည်သူလူထုကအဲ့လောက်အထိမဆောင်နိုင်ကြတဲ့အတွက်ဆန္ဒပြပွဲတွေပေါ်ပေါက်လာပါတယ်။ကုလသမဂ္ဂက1949ဧပြီလကုန်တိုင်းမီ ကိုရီးယားတနိုင်ငံလုံးမှာရွေးကောက်ပွဲကျင်းပပေးဖို့ဆုံးဖြတ်ချက်ချပါတယ်။1948မေလမှာအမေရိကန်သိမ်းပိုက်ထားတဲ့တောင်ပိုင်းမှာရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ပေမဲ့မြောက်ပိုင်းကပူးပေါင်းပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒီရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကိုရီးယားကျွန်းဆွယ်တောင်ပိုင်းမှာရှိတဲ့ဂျေဂျူးကျွန်းမှာဖြစ်ပွားခဲ့ပြီးစစ်ကမှန်ရေးအစိုးရရဲ့ရက်စက်စွာနှိမ်နင်းခြင်းခံရပါတယ်။ အမေရိကန်ကရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့စစ်ကမန်ရီကိုကိုရီးယားသမရနိုင်ငံရဲ့သမရအဖြစ်တင်မြောက်ကအစိုးရဖွဲ့ပေးခဲ့ပါတယ်သူတို့ထူထောင်ပေးခဲ့တဲ့တောင်ကိုရီးယားရဲတပ်ဖွဲ့ကိုလည်းစစ်တပ်အဖြစ်အသွင်ပြောင်းဖွဲ့စည်းပြီးအမေရိကန်က သူတို့မဆုတ်ခွာခင်လက်နက်ခဲယမ်းတွေတပ်ဆင်ပေးထားခဲ့ပါတယ်ဒါပေမဲ့အများစုကလက်နက်ငယ်များသာဖြစ်ပါတယ်ဆိုဗီယက်သိမ်းပိုက်ထားတဲ့မြောက်ပိုင်းက အင်းအီဆွန်ကောင်းဆောင်တဲ့ကွန်မြူနတီတွေကလည်း1948ခုနှစ်ဩဂုတ်လမှာသူတို့ဘာသာအစိုးရဖွဲ့ပြီးကိုရီးယားဒီမိုကရက်တစ်သမရနိုင်ငံဆိုပြီးတည်ထောင်လိုက်ကြပါတယ်။ကိုရီးယားပြည်သူ့တပ်မတော် KPA ကိုလည်းဆိုဗီယက်တပ်နီတော်ရဲ့အနီးကပ်ကြီးကြပ်လေ့ကျင့်ပေးမှုနဲ့ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။တရုတ်ပြည်လွတ်မြောက်ရေးစစ်ပွဲမှာတရုတ်ကွန်မြူနတီတွေဘက်ကဝင်တိုက်ပေးခဲ့တဲ့စစ်ပြန်တွေကလည်း KBA မှာဝင်အမှုထမ်းကြပါတယ် ဆိုဗီယက်တို့ကမြောက်ကိုရီးယားစစ်တပ် KPA ကိုတင်ကားအမြောက်နဲ့လေရင်တွေပါတပ်ဆင်ပေးထားတဲ့အတွက် KPA ဟာတောင်ကိုရီးယားစစ်တပ်ထက်အဆအဆအရာရာသာလွန်နေပါတယ်။တောင်ပိုင်းကစစ်မှန်ရင်နဲ့မြောက်ပိုင်းကကီဆွန်းနှစ်ဖက်စလုံးက ကိုရီးယားပေါင်းစည်းရေးကိုလိုလားကြပါတယ်။ဒါပေမဲ့ကိုပုံစံကိုလိုက်နာကျင့်သုံးတဲ့နိုင်ငံတစ်ခုအဖြစ်သာပေါင်းစည်းလိုကြတာဖြစ်ပါတယ်။ 1948ခုနှစ်မှာသူတို့တပည့်ကြီးအတွက်ကြိုတင်ပြင်ဆင် လုပ်เสียရှိတာတွေလုပ်ပေးခဲ့ပြီးပြီးမို့ဆိုဘီယက်တပ်တွေဟာမြောက်ကိုရီးယားကထွက်ခွာသွားပါတယ်နောက်တစ်နှစ်အကြာမှာအမေရိကန်တပ်တွေလည်းတောင်ကိုရီးယားကရုပ်သိမ်းသွားခဲ့ပါတယ်အမေရိကန်ထောက်လန်းရေးသတင်းနဲ့ CIA အကြံပြုချက်အရမြောက်ပိုင်းကကျူးကျော်နိုင်ခြင်းမရှိဘူးလို့တုံ့တက်မိလို့စိတ်ချလက်ချထားပြီးထွက်သွားတာဖြစ်ပါတယ်ဒါပေမဲ့အခြေအနေတွေကသူတို့ထင်သလိုမဟုတ်ခဲ့ပါဘူး အဲ့ဒီအချိန်မှာမြောက်ပိုင်းကကီအီဆွန်းဟာဆိုဗီယက်ခေါင်းဆောင်စာလင်တရုတ်ခေါင်းဆောင်မော်စီတုံးတို့စီတွားတွေ့ပြီးတောင်ပိုင်းကိုတိုက်ဖို့ကိစ္စအတွက်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတွေပြုလုပ်ထားခဲ့ပါတယ်။စာလင်စီကမီးစိမ်းပြတာနဲ့တောင်ပိုင်းကိုဝင်တိုက်ဖို့ကီအီဆွန်းဟာသူ့စစ်တပ်ကိုအသိမ့်ပြင်ထားခဲ့ပါတယ်။1950ခုနှစ်ဇွန်လ25ရက်နေ့မှာမြောက်ပိုင်းတပ်တွေဟာ38မြင်းပြိုင်ကိုဖျက်ချော်ပြီးတောင်ပိုင်းကိုအလုံးရင်းနဲ့ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ ပေါ်ပေါ်ရှောရှောရှိနေကြတဲ့တောင်ပိုင်းတက်တွေဟာရေလိုင်းပမာဒလဟောတိုးဝင်လာတဲ့မြောက်ပိုင်းတက်တွေကိုမဟန့်တားနိုင်ပဲအလဲလဲအကွဲကွဲဖြစ်ကုန်ကြပါတယ်။မြောက်ပိုင်းတက်တွေမှာပါလာတဲ့တင်ကားတွေကိုပြစ်ခတ်ဖို့သူတို့မှာတင်းဖြတ်တွေမရှိကြဘူး။လေရင်အမြောက်နဲ့လက်နက်ကြီးသုံးဆွဲနိုင်မှုမှာမြောက်ပိုင်းကပိုသာသလိုလေကျဉ်စုဖွဲ့မှုနဲ့အင်အားမှလည်းမြောက်ပိုင်းကတောင်ပိုင်းထက်ပိုသာပါတယ်။ တရက်နှစ်ရက်အတွင်းမှာပဲမြောက်ပိုင်းတက်တွေဟာတောင်ပိုင်းမြို့တော်ဆိုးအနီးကိုချင်းကဲ့ရောက်ရှိလာပါတယ်။နယ်စပ်မြေနီးမှာရှိတဲ့ဆိုးမြို့ဟာအကြီးကျယ်ချင်းခြောက်ခံလာရတဲ့အတွက်တောင်ပိုင်းအစိုးရဟာပူဆန်မြို့ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။တပြိုင်တည်းမှာပဲမြောက်ပိုင်းတက်တွေရဲ့ခြေစစ်ကိုတန့်သွားစေဖို့ဆိုးမြို့အနားမှာရှိတဲ့ဟန်မြစ်တရားကိုလည်းဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ဒီလုံရက်ဟာမြောက်ပိုင်းတပ်တွေရဲ့စစ်ချီမှုကိုမဟန်တားနိုင်ခဲ့တဲ့အပြင်တရားတစ်ဖက်မှာကြံခဲ့တဲ့တောင်ပိုင်းတပ်တွေကိုခြောင်ပိတ်မိသွားစေခဲ့ပြီးတရားကိုဖျက်ကူးနေတဲ့စစ်ဘေးရှောင်ပြည်သူများနဲ့ချီအသက်ဆုံးရှုံးခဲ့ရပါတယ်။ဇွန်လ28ရက်နေ့မှာမြောက်ပိုင်းတပ်တွေဟာဆိုးမျိုးကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။တနိုင်ငံလုံးကိုတိမ့်ပိုက်ဖို့ရည်ရွယ်ထားတဲ့မြောက်ပိုင်းတပ်တွေဟာကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကိုဆက်လက်ထိုးစစ်ဆင်လာခဲ့ပါတယ်။ မြောက်ပိုင်းကတောင်ပိုင်းကိုစပြီးကျူးကျော်တိုက်ခိုက်တဲ့နေ့မှာပဲကုလသမဂ္ဂလုံခြုံရေးကောင်စီကမြောက်ပိုင်းတပ်တွေကို38မြင်းပြိုင်နောက်ကိုပြန်လည်ဆုတ်ခွာဖို့ဆုံးဖြတ်ချက်ချပါတယ် ဒါပေမဲ့မြောက်ကိုရီးယားကလိုက်နာမှုမရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာဇူလိုင်လ29ရက်မှာတောင်ကိုရီးယားကိုစစ်ရေးအကူအညီပေးဖို့အဖွဲ့ဝင်နိုင်ငံတွေကိုတိုက်တွန်းနဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကဆိုဗီယက်ပြည်ထောင်စုဟာကုလသမဂ္ဂကိုတပိတ်မှောက်ထားချိန်ဖြစ်တဲ့အတွက်ကုလရဲ့ဆုံးဖြတ်ချက်ကိုဗီဒိုအာနာနဲ့ပယ်ချဖို့ခွင့်မသာဖြစ်ခဲ့ရပါတယ်။နိုင်ငံပေါင်း16နိုင်ငံကတက်တွေပါဝင်တဲ့ကုလသမဂ္ဂတက်ပေါင်းစုကိုဖွဲ့စည်းပြီး အမေရိကန်သမ္မတထရူမင်းကဂျပန်မှာရှိတဲ့ဒေါကလမတ်အာသာကိုကုလသမဂ္ဂတပ်ပေါင်းစုရဲ့ဒေနာပတိအဖြစ်ခန့်ခဲ့ပါတယ်။ကုလသမဂ္ဂတပ်ပေါင်းစုရဲ့90ရာခိုင်နှုန်းကအမေရိကန်တပ်တွေဖြစ်ပါတယ်။စက်တင်ဘာလအရောက်မှာတော့မြောက်ကိုရီးယားတပ်တွေဟာတနိုင်ငံလုံးနီးပါးတိမ့်ပိုက်ထားနိုင်ပြီဖြစ်ပြီးတောင်ကိုရီးယားတပ်တွေနဲ့အမေရိကန်ဥဆောင်တဲ့ကုလသမဂ္ဂရှေ့ပြေးတပ်တွေကိုကိုရီးယားကျွန်းဆွယ်ရဲ့အရှေ့တောင်ဘက်စွန်းကပူဆန်အရက်မှာကြောင်းပိတ်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာမတ်အာသာဟာကုလသမဂ္ဂပူးပေါင်းတပ်တွေကိုအင်ချုံရက်ကနေကန်တက်စီပြီးမြောက်ကိုရီးယားတပ်တွေရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုဖျက်တောက်လိုက်ပါတယ်။နောက်ကျောကဖျက်တိုက်ခံရတဲ့အတွက်ရှေ့မှာတဲကြီးမဲကြီးတိုက်နေကြတဲ့မြောက်ကိုရီးယားတပ်တွေဟာတိုက်စစ်အရှိန်လျှော့သွားပြီးပူဆန်မှာအဝိုင်းခံထားရတဲ့တောင်ကိုရီးယားနဲ့ကုလတပ်တွေအသက်ရှူချောင်သွားခဲ့ပါတယ်။ အမေရိကန်ဥဆောင်တဲ့ကုလသမဂ္ဂတပ်ပေါင်းစုနဲ့တောင်ကိုရီးယားတပ်တွေဟာမြောက်ကိုရီးယားတပ်တွေကိုပြန်လည်ထိုးစစ်ဆင်လာနိုင်ခဲ့ပြီးတောင်ပိုင်းနယ်မြေအားလုံးကို သိမ်းပိုက်ကဆိုးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တမရထရူမင်းက38မြင်းပြိုင်ကိုကျော်လွန်ချီတက်ပြီးကိုရီးယားတနိုင်ငံလုံးကိုပြန်လည်ပေါင်းစည်းစေဖို့မတ်အာတာကိုမီးစိမ်းပြခဲ့ပါတယ်။ 38မြင်းပြိုင်ကိုကြော်လာရင်တရုတ်တို့အနေနဲ့လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းကသတိပေးပါတယ်။တရုတ်တပ်တွေကိုလည်းမြောက်ကိုရီးယားနယ်စပ်မှာအသင့်ပြင်ထားပါတယ်။1950နိုဝင်ဘာလမှာတော့အမေရိကန်ဦးဆောင်တဲ့တပ်ပေါင်းစုဟာမြောက်ကိုရီးယားနယ်မြေအလုံးနီးပါးသိမ်းပိုက်ပြီးတရုတ်နယ်စပ်ရာလူးမြေအနားထိရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာနေဆက်မှာအစင်တင်းဆောင်နေတဲ့တိမ့်ချီတဲ့တရုတ်တပ်တွေဟာအပျော်ရမ်းတက်နံမေခံပြီးရာလူးမြစ်ကိုဖျက်ကူးကာ မြောက်ကိုရီးယားဘက်ကဝင်ကူပြီးကုလသမဂ္ဂတပ်ပေါင်းစုကိုဝင်တိုက်ပါတော့တယ်။တရုတ်တပ်တွေရဲ့လူလိုင်းစစ်စင်ရေးကြောင့်ကုလတပ်ပေါင်းစုဟာနောက်ကိုပြန်ဆုတ်လာရပါတယ်။မတ်အာသာကစစ်ပွဲအနိုင်ရရှိဖို့အတွက်အမှုမြုံဘုံသုံးခွင့်ပြုဖို့နဲ့တရုတ်နယ်မြေထဲအထိဝင်ရောက်တိုက်ခိုက်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သမရထရူမင်းကစစ်ပွဲပေါ်ပြီးကျယ်ပြန့်လာမှာစိုးရိမ်တဲ့အတွက်ခွင့်မပြုခဲ့ပါဘူး။ အစိုးရရဲ့မူဝါဒကို လူသိရှင်ကြားဝေဖန်ပြောဆိုခဲ့တဲ့မတ်အာတာကိုလည်းယာရုကဖယ်ရှားခဲ့ပါတယ်။ဒါဟာစစ်ရေးရီမန်းချက်ဟာနိုင်ငံရေးရီမန်းချက်ကိုလွန်ဆန်လို့မရတဲ့တာရကတစ်ခုလည်းဖြစ်ပါတယ်။ 1950ခုနှစ်နှွေဦးမှာတရုတ်တပ်တွေဟာတောင်ပိုင်းထိတအီအီဆင်းလာပြီး38မြင်းပြိုင်ကိုကျော်လွန်ကာဆိုးမျိုးကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲကုလတပ်ပေါင်းစုတွေကဆိုးကိုပြန်သိမ်းပြီးတရုတ်တပ်တွေနဲ့မြောက်ကိုရီးယားတပ်တွေကို38မြင်းပြိုင်အထိပြန်မောင်းထုတ်နိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့1953ခုနှစ်အထိနှစ်ဖက်တပ်တွေဟာပြင်းထန်တဲ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားခဲ့ပေမဲ့ဘယ်ဘက်ကမှတိတိတသားနေမြေတိမ့်ပိုက်နိုင်တာမျိုးမရှိတော့ပါဘူး1953ခုနှစ်မှာတော့ တောင်ကိုရီးယားမြောက်ကိုရီးယားတရုတ်နဲ့အမေရိကန်ဦးဆောင်တဲ့ကုလသမဂ္ဂတပ်ပေါင်းစုဟာအပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ဆိုပြီးနှစ်နိုင်ငံနယ်စပ်မှာနှစ်မိုင်ခွဲကျယ်တဲ့စစ်မဲ့ဇုံထူထောင်ထားရှိကာပိုနေမြဲကြားနေမြဲအနေထားနဲ့ပဲ၃နှစ်ကြာစစ်ပွဲကိုရပ်ဆိုင်းလိုက်ကြပါတယ်။တရားဝင်စစ်ပြေငိမ့်ထားတာမဟုတ်တဲ့အတွက်နှစ်နိုင်ငံဟာယခုထိစစ်ဖြစ်နေတဲ့အခြေအနေမှာသာရှိနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။